အားလုံးမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထီပြီးသွားပြီတောက်ကြနေဘွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲငါဘွားတက်စာအနေနဲ့သိမှတ်ဖွယ်ရာကိစ္စတွေပြောပေးမှာဖြစ်တယ်အော်တောက်ကြသားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြကိုလူပုတ်ကိုလိုခဏမစင်သားနဲ့ဟိုသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြတော့ဒါကမ္မဂုံတရားလို့ခေါ်တယ်နော်အဲ့တော့ အထူးသဖြင့်အစင်းအတန်အနံ့အရာသာအထီအတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရာသာမှာမယုံနိုင်တဲ့လူတွေနော်အတွေးကြံမှာမကောင်းတဲ့အတွေးတွေများပြီးတော့အတွေးတွေကလည်းလွန်မမြောက်နိုင်တဲ့သူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့က အိန္ဒြိယတံဝရာလို့ခေါ်တဲ့အာယုံ6ပါးတကားဝါနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့မလုပ်ပေးရလဲဆိုတော့တတိဆိုတဲ့စောက်ချက်ပြရတတိယထိတ်ကတယ်နော်ဒါကြောင့်ပဲကျွန်တော်တို့တတိယအဓိကကြရတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်တတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရအောင်ဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြိုဟာအင်္ဂါဖြစ်နေတာအင်္ဂါတတိလေနော်အင်္ဂါတတိ ဒါကြောင့်ပဲတောက်ကြသားမိတွေပျက်စီးရပျက်စီးကြောင်းမဖြစ်အောင်ဒီကမ္မကုံတရားတွေအားနေလွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တောက်ကြသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုက်ထိတ်မှာနဝဲနေနေအင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုပ်မဲ့ကြတဲ့ဒီအာယုံတွေမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်ရှုရတယ်နော်အဲ့တော့ဒါကြောင့်ဖះခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒိယအတံဝရအာယုံ6ပါး6တကားနဲ့လာတဲ့မကောင်းတဲ့အတွေးကြံအာယုံတွေ မကောင်းတဲ့အထီးတွေအနံ့အရတာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့။နောက်တတိဆိုတဲ့ဟာလိုပါတယ်တဲ့။တောက်ကြပါယ်ကြံတဲ့နေသားသမီးတွေအားလုံးထက်စာရင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်။တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်။မကောင်းတာတွေလုံးပြီးသွားနိုင်တယ်။ဟာငါဒါများနေပြီတတိကပ်အောင်ပါ။နော်။ငါအစင်းကိုကြည်ရများနေပြီ။အတန်အင်းနဲ့ตายရတာများနေပြီ။ ဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ဂါဂျိုနဝဲမှာထားတာ။ဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းတတိကတ်တက်အောင်တတိလေးနဲ့နေတတ်အောင်စူးစားပါ။ဒါဆိုဘောကလမ်းခီမှာအောင်မြင်လိမ့်မယ်။အမှားမလုပ်မိတော့ဘူး။တော်တော်အခက်ခဲတွေဖြေရှင်းမိတာဖြစ်သွားတယ်။အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲ။အဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်္ဂါဂျိုဗုဒ္ဓဘူးဂျိုစနေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်။အဲ့ဂျိုတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘောကတစ်လျှောက်လုံးအဆင်ပြေပြီ။အဓိကအသုံးချမှာအင်္ဂါဒါကြောင့်တတိတတိလုံးဝ မလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိတယ်ဘောကလန်ခီယာဖြောက်ဖူးဖို့မလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမိရဲ့စီးပွားရေးကစနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသားမိကိုတပွင့်တိုးလိုက်ရင်စနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ်ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်စနေဆိုတာမျိုးကဒဇိန်လို့ပြောတာ စနေကိုတိတာရင်ကျွန်တော်တို့ကတစိမ်းလူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူအောက်ခြေလူရန်စားပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစီးပွားအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒစိမ်းတရံတွေလူမျိုးကြတွေဘာသာကြတွေရဲ့ဂျားထဲမှာစီးပွားလုပ်ရင်ပိုအောင်မြင်တယ်။ဒါကြောင့်နိုင်ငံခြားထွက်ပြီးစီးပွားရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ်။ online shop တွေလုပ်တယ်အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်။ ပြီးရင်ဒဇိန်တရာလူမျိုးကြားဖြစ်တဲ့အတွက်စနေကျိုးဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံခြားသားလူမျိုးခြားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ဟာသင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်ဘာသာစကားနဲ့ရက်တီစည်းဝါးရှာလို့ရတယ်တဲ့မှာပါတယ်နော်ဒါစနေကျိုးရဲ့အတုံးချတဲ့နေ့လာဖြစ်တယ်စနေကျိုးဆိုတာအဟောင်းတွေပြက်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့အတုံးမထဲလို့ပြစ်ထားတဲ့ဟာတွေဒါတွေကိုပြောတာ ဒါကြောင့်ပဲစနေကြိုအားကောင်းတဲ့တောက်ကြသားသမီးတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်။နော်။ဒါသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေစွန့်ပြစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဒါတွေကို recycle အနေနဲ့ပြန်လုပ်တာတွေအန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရှွိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရှွိုင်းပြီးရောင်းတဲ့ကားတွေဆိုင်ကယ်တွေတွေ့လိမ့်မယ်။အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ်။နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြဆိုတဲ့ပစ္စည်းတွေရှိရလေ။ ဒီမှာနေကမတုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်နော်အဲ့ဒီကနေမှတစ်ဆင်ကျွန်တော်ပြန်ဝယ်တဲ့အဟောင်းနေအဲ့ဒါတွေကပြန်ရှိုင်းပြီးပြန်ရောင်းတယ်ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘယ်လောက်မှမရှိဘူးဗျာ generation 4လို့ generation 3လို့ generation 5လို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေရောင်းနေကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြသားသမီးอ่ะ ကိုနားလေတဲ့နေပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှန်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့သားသေးခြင်းပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်ကြားတယ်နှေးတယ်လေးတယ်ဒါကြောင့်တောက်ကြသားမိတွေကဘရောမှလောလို့မရဘူးစီးပွားရေးလုံးရင်လောလို့မရဘူးဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားမိတွေကစီးပွားတေချာပေါက်ဖြစ်နေမယ်ဒါကိုလုံးဝမမေ့သေးခြင်းဘောနော်ဒီအချက်လေးတွေလုံးမယ်ဆိုစီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာ လိုဘူးဒီလမ်းကြောင်းကိုရှောက်ပါကိုပဲနေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းကိုအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြသားမိတွေအတွက်အချစ်ရေးအိမ်အောင်ရေးဂျိုဟာဗုဒ္ဓဖူးပိုင်တယ်ဒါကြောင့်ဗုဒ္ဓဖူးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမိတွေအတွက်ကံကောင်းတယ်ဒါကြောင့်ဗုဒ္ဓဖူးဂျိုကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲနော်ဗုဒ္ဓဖူးဂျိုကိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲအဲ့တော့ဗုဒ္ဓဖူးဂျိုဟာကိုယ့်ရဲ့အချစ်ရေးဂျိုဖြစ်တယ်ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတွေကနည်းနည်းပို့ကြိုက်တယ် အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်စရင်ကျွန်တော်တို့ကနည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုပေါ့ရရရင်ကုန်နှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူးနော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်တယ်ဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ် ပြီးတော့တောက်ကြသားမီဒီယာရွေတူတန်းတူပါအကောင်ဆုံးပါကိုယ့်ရဲ့မသိစိတ်မှာလဲကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ဟွာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားမီဒီယာကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘလို့ပြောစိမ့်ဆိုင်ကွန်မန်တော့တယောက်တယောက်နဲ့တော်တော်များများတူတာကိုတောက်ကြသားမီဒီယာရွေးကြတာများတယ်အလောက်ကန်ဆိုလဲကိုနဲ့တိတ်မကင်းကွာနေရဲ့ကိုနားလေတဲ့လုပ်ငန်းတွေပဲလုပ်နေတဲ့လူမျိုးအဲ့အတက်ဆိုလဲကိုနဲ့အတိတ်မသိမရင်းကိုတို့ကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရင်ကြီးကိုနဲ့ မတိမ်မရင်ဖြစ်တဲ့ပညာတတ်တယောက်ကိုပဲသူတို့ကရွေးကြတာများတယ်။ဒါကြောင့်တောက်ကြသားသမီးကသူနဲ့တော်တော်များများတူတာကိုရွေးတယ်။ဒါမှနေ့ခုနှစ်နေ့တည်းမှာတောက်ကြသားသမီးတွေကအကုန်လုံးမဆိုလို့ဘူးနော်။လူတိုင်းတော့မတူဘူး။ဒါဆိုဖွားစာတာမွေးချိန်နေပေါ့မူစီတယ်။တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်။နော်။အဲ့တော့အချစ်ရဲ့အိမ်တော်ကြီးမှာတောက်ကြသားသမီးတွေကအရွယ်တစ်ခုရောက်လာရင်အချစ်ရဲ့အိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေ။ဒါဆိုတော့တောက်ကြသားသမီးတွေကအိမ်တော်ပြုတ်ကြရရှိတယ်ဆိုလည်းပြုတ် မပြုတ်နေမှာဆိုလဲနေကိုယ့်ကားမှဟိုဘယ်လိုပြောမလဲချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရမလားပါညာအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးတွေလုပ်ရင်ကြောက်ကြသားမိရ60ရာခိုင်နှုန်းအဆင်မပြေရအောင်100ရာခိုင်နှုန်းတော့အဆင်ပြေ50လောက်ကြာမှဟာငါအမိရမလားဆိုပြီးတော့ဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူးဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မိကျင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နီးစက်တူညီတယ်သဘောထားရင်တော်တော်တူညီတယ်အဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်နောက်တစ်လောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်တောက်ကြသားမိတွေတဲ့ ဘောဒက်စာအနေနဲ့ဆောင်းဆောင်းလမ်းညွှန်ချက်လေးပြောပြတာဖြစ်တယ်နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မှမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်နောက်တော့တာတာမီနေကောင်းကြမှာကြပါစေဗျာ